တော့ဒီစက်ဝီတိုင်မင်လေးကိုမသိတဲ့လူတွေအတွက်ဘလို့ချိန်ရလဲဆိုတာကျွန်တော်ကျွန်တော်လေးကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်။ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ့နဲ့လက်မနေရလောကတိုင်မင်ကလွဲနေတယ်ဗျာ။ဟိုမှာလက်မအဲ့ရဲ့အပေါက်တက်တက်ကိုကောက်ဒီဘက်ကိုကြာတော့လဲဒီမှာနည်းနည်းညှိနေတယ်ဗျာ။အမနဲ့ကြာတော့လဲညှိနေတယ်။အားလေးကိုကျွန်တော်ဘယ်လိုရှင်းရမလဲဆိုတာကျွန်တော်ပြမှာဖြစ်ပါတယ်။ တော့အရင်ဦးဆုံးဒီ30နှစ်လေးကိုကျွန်တော်အရင်ဆုံး short ကြည့်မယ်ဗျာဒီလို30နှစ်လေးကိုဒီ short ပြီးရင်တော့ဒီမှာဒီလက်မကိုကစားလို့ရတယ်ဗျာဒါလေးကိုတွေးလဲရင်ပေါ်နေအောင်ချရမယ်ပေါ်နေအောင်ချရမယ်ရှစ်တူဘေးတူနောက်တူရမယ်ဗျာအဲ့လိုကျွန်တော်ဒီမှာဘူးအောက်ချကြည့်ဗျာမအောက်ချရင်ဒါဒါဆိုလို့ရင်အောက်ချတာဆုံးနေပြီဗျာဆုံးနေပြီဆိုတော့ဒီနားကကျွန်တော်လွတ်လို့မရတော့ဘူး ဒါပေမဲ့ဒီဘက်ကတော့ကျွန်တော်တို့ကတိုးလို့ရတယ်နော်အဒီဘက်တိုးမယ်ဆိုလို့ရှိရင်လည်းဒီမှာကပြန်ထွက်ကြလို့ရတယ်ဒီမှာအဲ့နဲ့လုံးဝမြည်တယ်နော်မြည်တဲ့ကကြတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ဒီဘက်ကညကစားလို့မရတော့ဘူးဆိုတော့ကျွန်တော်တို့ဒီကညကစားမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနက်လေးကိုကျွန်တော်ရှော့ကျင်ရတာနက်လေးကိုစစ်စစ်လေးရှော့ အဲဒီနယ်လေးကိုကျွန်တော်တို့ဆီဆူးလေးပြန်ကြက်လိုက်မယ်ဗျာအဲအရော့ကြီးမထားလို့မရဘူးကျွန်တော်တို့ကစားပါသာသလိုချင်းရဲ့အဲ့နဲ့ဟိုအနေကလက်မနဲ့အရင်ကွာနေတာတော်တော်ကြီးကွာနေတယ်ကျွန်တော်တို့ဒီကောင်လေးကိုလည်းအောက်ချပါလို့လက်မလေးကိုလည်းအောက်ချပါ ကျွန်တော်တို့လက်မောက်ကနားမှာအောက်ချတယ်အောက်ချလို့ကတော့မမရဘူးဖြစ်နေတယ်။အောက်ချလို့မရဘူးဆိုတော့ကျွန်တော်လိုက်ကြည့်တော့ဒီမှာခွေးသွားရင်းနဲ့ထောင်းနေတယ်ဗျာ။ခွေးသွားရင်းနဲ့ထောင်းနေခါကျတော့ဒီမှာလက်မောက်လုံးဝအောက်ချလို့မရဘူးဖြစ်နေတယ်။အဲဒါဆိုကျွန်တော်အဲ့ခွေးသွားကိုအောက်ချမှာဖြစ်ပါဒါကအောက်ချမယ်ဆိုတော့ခွေးသားနဲ့နှလုံးပါရှော့အောင်ပဲကျွန်တော်ခွေးသားနဲ့နှလုံးရှော့မယ်ရှော့ပြီးရင်ဒီတော့အောက်ချအောင်နော် ဒါဆိုအောက်ကြပါရောနော်အောက်ကြပါပြီဆိုလို့ရှိရင်တော့ပြန်ကြက်လို့ရပါတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာချလို့ရပြီနော်မာကြီးမာချလို့ရလို့ဒီမှာအနိုင်အောင်မှာတိုက်သွားပါပြီအာကျွန်တော်နည်းနည်းအပေါ်တင်မယ်ပေါ်နည်းနည်းတင်ရရင်ကျွန်တော် ဒီမြက်လေးကိုလည်းကျွန်တော်တို့ကစီစီလေးထားရပါကိုလိုသလိုသုံးလို့ရအောင်စီစီလေးထားပြရပါရိုင်းချောင်မြတ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတိုင်မင်လေးကဆိုရင်ဒီမှာအကက်กว่าတော့ကွက်တီလောက်ဖြစ်သွားပါအဲ့တော့ကျွန်တော်တို့ကအဲ့ဒီအပတ်တီဖြစ်တယ်ဆိုရင်ပဲကျွန်တော်တို့ဒီဘက်အဝင်ကြားလို့ရှိရင်ဘယ်လိုလောင်းလဲဆိုတော့ကြည့်ရမှာဖြစ်ပါတယ်။အဲဒါဆိုရင်အဝင်မှားနေကြပါဦးကျွန်တော်တို့ လုံးဝဟိုကတိုင်မီးရဒီနီတကဲ့ညာထောက်နေပါလားအနီတကဲ့ညာထောက်တာကိုကျွန်တော်ဖြည့်ရှင်းအောင်ဒီအရဆိုလို့ချင်းရာဒီဘက်ကကွက်တီဆက်ပါရင်ပါကြည့်ငါဒါဆိုအဲ့နဲ့လက်မနေရာမှာကွက်တီဖြစ်နေဗျာဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကိုပြန်ထွက်ကြလို့ရှိရင်ဒီမှာဒါအဲ့လေးနဲ့တင်းနေနေမှာကြည့် မလို့ဖြစ်နေဗျာဒီမှာအဲ့အဝင်နဲ့လက်မလေးနဲ့ကနည်းနည်းလေးညှိကျင်တယ်လို့လေးဖြစ်နေအဲ့ညှိကျင်နေတာလေးကိုကျွန်တော်တို့ကကြားမစွင်လက်မဟိုးဘက်နည်းနည်းတူအောင်ဖြစ်ပါအဲ့ဒါမှလည်းအဆင်ပြေမှာမဟုတ်လားအဲ့ဒီကောင်ကကျွန်တော်တို့ကဘာနဲ့ခွာမလဲဆိုလို့ကျင်255ရှိပါအဲ့255နဲ့ကိုကျွန်တော်တို့ရှော့မှာဗျာအဲ့နဲ့တော့တလုံးရှိရဲ့တလုံးကတော့ဒီနားကနေတော့ကျွန်တော်တို့ တိုင်မချင်းကိုလွယ်အောင်လို့ဒီ2 by 5လေးကိုကျွန်တော်ဒီမှာ short လိုက်မှာနော် short ပြီးရင်ကျွန်တော်ဒီမှာဒီဟာ short ယူရရင်ကျွန်တော်တို့ဒီမှာဒီမှာရှေ့တိုးနောက်ဆုံးကစားလို့ရပါဗျာအဲရှေ့တိုးနောက်ဆုံးကစားကျွန်တော်ကနယ်လေးစောနေတာဆိုတော့ကျွန်တော်အရှိနေတူလိုက်မှာရှေ့နယ်တိုးပြီးလို့ရှိရင်ရှေ့နယ်တိုးပြီးရင်ဒီ2 by 5လေးကိုကျွန်တော်ပြန်ကြက်လိုက်မှာနော်တစ်လုံးမဲ့အရင်ခဏကြက်ထားလိုက် တမင်ကျောင်းဖိလှည့်ကြည့်ရမှာဖိလှည့်ကြည့်မယ်ဆိုရင်တိုင်းကဒီဘက်က okay တယ်ဆိုရင်ဒီဘက်ကိုကျွန်တော်လည်းကြည့်မယ်အဲဒီဘက်ဆိုရင်တော့တော်တော်လွတ်သွားပြီဗျာလွတ်ရုံလည်းမကောက်နည်းနည်းသေးတော့မှများပါရဲ့ကျွန်တော်များပါရဲ့ဆိုရင်ကျွန်တော်ကနည်းနည်းလေးပြန်ရင်တော့နောက်ဆုံးမှာဖြစ်ပါတယ်အဲ့တော့2 by 5လေးကျွန်တော်ရရှော့နည်းနည်းလေးနောက်ဆုံးလိုက်ရင်ကျွန်တော်ဟိုပြေသွားမှာနော် နောက်ဆုံးလိုင်းလို့ဆိုရင်အာကျွန်တော်အဝင်အဝင်ရပတ်တိဆိုတာရယ်ဒါသူလဲကျန်လက်သွားရောဟာဒီဘက်ဆီလို့နေလဲကျွန်တော်โอเคတယ်ဒီဘက်အထွက်ဆီလို့ဖြစ်နေကျွန်တော်တို့မှာအန်နေရအဝင်ရပတ်တိဖြစ်တယ်အကောင်လေးကိုမှကျွန်တော်တို့ကဒီမှာဒီအောက်ကဓမ္မလေးနဲ့က ညင်တယ်လို့လေးဖြစ်နေပါရဲ့ဒီလက်မလေးနဲ့ဒီအက်လေးနဲ့ကနည်းနည်းလေးညင်တယ်မလွတ်တယ်လို့ဖြစ်နေတာအဲ့မလွတ်တာလေးကိုကျွန်တော်ကနည်းနည်းလွတ်အောင်လို့နည်းနည်းလေးတော့ထပ်လုံမှာလားကျွန်တော်တို့ဘယ်အလုပ်ကမလဲဆိုရင်အကောင်ကျွန်တော်ဒီ30ခွာလေးနဲ့လုပ်ကောင်းပါလေဒီ30ခွာလေးဆိုကျွန်တော်နည်းနည်းရှော့လိုက်မှာနော်စီးရတာနည်းလျှောက်ရင်ကျွန်တော်တို့ကနည်းနည်းလေးအောက်ချလို့အောက်ချလို့ရတယ် အောက်ချလိုက်လို့ရှိရင်ဒီကဒီမှာဒီဘက်ကကျတော့ညှိသွားတယ်နော်အနဲ့တိုက်သွားအနဲ့တိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာခုနစစ်စစ်လေးလှုပ်ထားတဲ့ဟာလေးကိုကျွန်တော်နည်းနည်းလေးအပေါ်တင်လိုက်လို့ရတယ်အပေါ်တင်ပြန်လှုပ်သွားမယ်ဒီမှာနည်းနည်းလေးပြန်ချက်လိုက်မယ်နည်းကျွေးရမှာဖြစ်တယ်နော်။ဒါဆိုလွတ်သွားပြီဗျာ။ လွတ်သွားပြီဒီဘက်အဝင်ရောကြည့်မယ်ဒီမှာဒီဘက်အဝင်ကလည်းကျွန်တော်လွတ်တယ်ဗျအောက်ကလည်းလွတ်သွားပြီဗျာဒီမှာအပေါ်ကလည်းလွတ်တယ်ဗျအောက်ကလည်းလွတ်တယ်အဲဒါဆိုကျွန်တော်တိုင်ငံမှန်သွားပါတယ်အဲဒါဆိုကျွန်တော်ကတိုင်ငံလုံးဝကွက်တီဖြစ်သွားပါတယ်ဗျအဲဒီကွက်တီဖြစ်သွားပြီဆိုရင်ကျွန်တော်နှက်တွေပိုင်အောင်ပြန်ကြက်လိုက်ပါ